တချို့ကြတော့ပေါ့နော်ဘလို့စဉ်းစားကြလဲဆိုတော့ဒါလည်းကျွန်တော်အယူအဆတစ်ခုကိုကျွန်တော်ပြန်ရှင်းပြရတဲ့ပုံပါမင်းတို့လက်ခံကျင်လဲရလက်မခံကျင်လဲရပေါ့နော်အဲ့လိုဆိုတော့တချို့တွေကပေါ့နော်အဲ့လိုအသီးတွေပဲစားတယ်အသီးတွေစားငါနေတိုင်းအသီးစားပေါ့နေတိုင်းအသီးတစ်မျိုးတစ်မျိုးစီစားတယ်ပေါ့နော်အသီးတွေအများကြီးစားတယ်ပေါ့နော်ငါအဲ့ဒါဆိုအသက်ရှိမယ်ကျန်းမာမယ်ဆိုတော့အယူအဆတစ်ခုရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်ရှင်းပြပေးပါမယ် အသီးရေပဲစားရပေါ့နော်အသီးရေအမြင်စားမယ်ဆိုရင်ကျန်းမာနိုင်လားလို့မင်းမကျန်းမာနိုင်ပါဘူးအသက်ရှင်နိုင်လားလို့မင်းလည်းအသက်မရှင်နိုင်ပါဘူးအဲဘာကြောင့်လဲလို့မင်းကျွန်တော်ဒီအသီးရေတော်တော်များများပေါ့နော်တော်တော်များများမှာပန်းသီးရောပါလို့ဆိုရင်တို့မှာပါတာအကလူကိုစ်ရယ်ဖရက်တိုစ်ရယ်ပေါ့နော်ဒီဖရက်တိုဆိုရယ်အသီးမှာပါတဲ့ဖရူတိုစ်လို့လည်းခေါ်တာပေါ့နော်မြန်မာလို့ဖရူတိုဖရက်တိုစ်လို့လည်းခေါ်တယ် အဲအဲ့ဟာက तू ကခန္ဓာကိုယ်မှာသူ့ကိုဖြုတ်ခွဲဖို့ဆိုရင်ဘယ်ကနေခြေဖြတ်ရလဲဆိုအသေးရခြေဖြတ် liver မှာဗောနော် liver မှာ fructose ကိုခြေဖြတ်ပြီးအဆီဖြစ်တူလောင်တာဗောနော်အဲ့လိုဆိုတော့ဒီလိုမျိုးကြာလာတဲ့အချိန်မှာကျွန်တော်အသေးအဆီဖုံးလာရဖြစ်နိုင်တယ်ခုနပြ insulin resistant နေပုံများလာနိုင်တယ်ပြီး insulin ဒီ storage hormone ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအသေးရစားလိုက်လို့လည်းအဲ့လိုမျိုး weight loss ဖြစ်သွား weight အရင်ကျသွားတာမဟုတ်ဘူးသူကခန္ဓာကိုယ်ထဲမှာ storage အနေနဲ့ပြန်အဆီအဖြစ်ပြန်တူလောင်တာ သူကကျွန်တော်တို့ဒီအချိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာအစီပေါ့နော်အစီဓာတ်တစ်ခုအနေနဲ့ပြန်တိုးလောင်တယ်အဲအဲ့လိုဆိုရင်သူကပြောမှာအဲ့ဆိုရင်ပေါ့နော်ဟိုဝုံဝုံနေရပေါ့နော်ကတိကတဲ့ကျွန်တော်မေးမှာပေါ့ဝုံဝုံနေကြတော့အသီးတွေအသီးဥသစ်ဖို့အသီးတွေပဲစားပြီးတော့သူတို့ကြာလဲအတိုင်းနာတစ်ခုတည်းတက်ရှိရှိချင်းချင်းမမနေလို့ရတယ်သူတို့ဆိုလဲထထွားချင်းချင်းကြီးတွေပေါ့နော်အဲ့ဒါကကျွန်တော်ဘယ်လိုရှင်းပြရမလဲဆိုတော့မိတ်ဆွေတို့ကလူတွေ လူဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ကဟိုစောင်းရသည်ဆိုရင်အစာရေစာရှားပါလို့ဂူအောင်နေကြာမလို့အဲ့တော့ hibernate လုပ်တယ်လို့ခေါ်ရပါတော့ကျွန်တော်တို့လူတွေ human တွေကြတော့ hibernate လုပ်ဆရာမလို့ဒီလိုမျိုးဒီဝုန်းဝုန်နေကြတော့ဂူအောင်ရတယ်ကျွန်တော်တို့စောင်းရသည်အစာရှက်အစာရေစာရှားပါတဲ့ကာလဆိုရင်အဲ့လိုမျိုးဂူအောင်ရတဲ့အတွက်ကြောင့်အဲ့လိုမျိုးဒီလို hibernate စောင်းမဝင်ခင်မှာသူက အစားအသောက်တွေအသီးတွေပါတယ်အများကြီးစားဖြစ်ကြတယ်အဲ့လိုမျိုးအသီးတွေနဲ့နေဒီလိုဝုန်းဝုန်းနေအများကြီးစားလိုက်တဲ့အချိန်မှာခန္ဓာကိုယ်တို့အထူးသဖြင့်ပိုက်နေရမှာပပတ်လေးမှာအဆီဒုတွေကြီးအကြီးထထားတယ်အဆီဒုတွေကတို့3-4လလောက်3-5လလောက်အစာမစားဘဲနဲ့တို့ energy ကိုဥမာကျွန်တော်ဖုန်းနဲ့ပြောမယ်ဆိုရင်ဟို battery saving mode ပေါ့ power saving mode အဖြစ်ပြောင်းပြီးတော့သူတို့အရန်လဲမလှုပ်ရှားတော့အချိန်ညာမလှုပ်ရှားဘဲနဲ့အဲ့နေရာလေး micro movement နေလောက်ပဲလှုပ်ပြီးတော့ hibernate လုပ်လိုက်တာအဲ့ သူတို့စားခဲ့တဲ့အဲ့ကစီတက်တွေသူတို့ပြန်အသုံးပြုလိုက်တဲ့သဘောပေါ့ဒါပေမဲ့ကျွန်တော်တို့တစ်ခါတစ်ခါမင်းကြီးတယ်ကျွန်တော်တို့လူတွေဖြစ်တယ်လူတွေဖြစ်တော့အဲ့လိုမျိုးလုံးရှာမလို့မလို့တဲ့ကြောင့်ခုနကအသီးတွေကိုအသီးတွေမှလည်းအသီးအလုံးမကောင်းပြတာမဟုတ်ကောင်းတဲ့အသီးတွေလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်တက်တက်ဗီဒီယိုမှာပြောမယ်ဒါပေမဲ့ခုနကလိုမျိုးပေါ့အဲ့လိုမျိုး fructose ပါတဲ့ဟာတွေ glucose ပါတဲ့ဟာတွေများများစားလိုက်တဲ့အချိန်မှာဒါတွေတွေလည်းအချို့ဖြစ်တယ်အချို့ဖြစ်တဲ့အတွက်ကြောင့်ခုနကမျိုးရေရှည်စားတဲ့အချိန်မှာနာတာရှိယောဂါတွေလည်းဖြစ်လာနိုင်တယ်ခုနကပြောခန္ဓာကိုယ်မှာအသေးစီဖုံးတာတွေပဲဖြစ်နိုင်တယ်အသေးထိကြိုက်တဲ့အထိလည်း ဖြစ်နိုင်တယ်အဲ့လိုဆိုတော့စားမယ်ဆိုရင်တော့ချင်းချင်းစားပါအသီးရည်ကိုအများကြီးစားလိုက်လို့ဒီလိုပြောရပေါ့မင်းတို့ကအပြင်မုန်းနေကြတော့အပြင်မုန်းနေတိတ်မစားနဲ့အသီးရည်ကိုမများစားအသီးရည်ကဘယ်လောက်စားစားပါမှဖြစ်ဘူးအဲ့ဒါလုံးဝမှားပါတယ်နော်အသီးဆိုတာလေလိုအပ်တာတဲ့ဥပမာဖြင့်စပြည့်သီးဆိုစပြည့်သီးဆိုခုနှစ်လုံးရှစ်လုံးလောက်ပဲစားရတာမျိုးတော့တို့ limit ရှိတယ်ကျွန်တော်အဲ့ဒါအဲ့ဒီကြောင့်လည်းကျွန်တော်လည်းသိချင်အောင်မှမဖြစ်တော့တို့အသီးရည်ဆိုရင်ဥပမာပန်းသီးဆိုရင်တစ်လုံးတစ်လုံးတစ်လုံးနှလုံးလောက်ဆိုခေစားတယ်ပန်းသီးဆိုအာမင်းပန်းသီးပဲ၁၀လုံးလောက်စားလိုက်ရတယ်လေမော်သီးပဲမင်းအများကြီးစားလိုက်လို့ရတယ်တကယ်ပြောမရအောင် เนาะအဲ့ဒါလေးကိုကျွန်တော်အသိစေချင်တဲ့အထိပ္ပယ်အနေနဲ့တရားလေးကို sharing လောက်တာဖြစ်ပါအဲ့ဒါကြောင့်လည်းအသီးအသီးဆိုရင်အလုံးတရားလောက်စားလို့ရတယ်လို့အများကြီးစားလို့ရတယ်ဆိုတော့မဟုတ်ပါဘူးသူရဲ့ limit တစ်ခုပဲစားလို့ရတာဖြစ်ပါတယ်သူတို့ဒီလည်းအဲ sugar ဖြစ်ဖြစ်တယ်ပေါ့နော် sugar တမျိုးဖြစ်တဲ့ကြောင့်ကောင်းနေဒီအသေးမှာ metabolize ဖြစ်တဲ့ကြောင့်အသေးကိုတော့ပိုပိုထိနိုင်ကြီးပိုများတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော် sharing လုပ်ချင်တာပါနော်